ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နန်းတော်ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။တာမန်မင်္ဂလီနဲ့တော်ဝင်မင်းသားဆိုတဲ့ဇလန်အပိုင်းနဲ့ထပ်မံရောက်ရှိလို့လာပါပြီရှင်။ဇလန်လေးမစတင်ခင်မှာတော့ VPN လေးလေးဖွင့်ပေးကြအောင်နော်။နင်းတို့နှစ်ယောက်ငါကြောင်ကောင်းကောင်းသိစီရမယ်။မင်းသားလေးရလည်းသူ့မေတော့အကြောင်းကြားပြီးတဲ့နောက်သူချစ်သူနဲ့ကြော်ရွှင်စွာရှောက်သွားနေခဲ့ပါတယ်။ နေုံနေုံနေုံတီချင်းဆုတ်သွားတော့ငါနန်းတော်တဲ့ဝင်လာခွင့်ပြုတ်လာတော့နင်းတော်ကန်ကောင်းလှနေပြီအနိုင်မသိအမြင့်မသိငါမိမအများလာကြိုက်ချင်နေသေးတယ်။သွားစေ။ငါမိမထီရဲ့ထီကြည့်နင့်ကိုအသိတပ်လိုက်မှာ။ဟွန်းလက်ဆက်တတော့ကိုဟာချင်းနဲ့လည်းစကားပြောတတ်တယ်နော်။ဒီချင်းတည်းဟာဒီလိုတင်မရတာ။ဟွန်းဘလုံးလုံးမလည်းမသိကြက်လည်းမပြေ။ဒါတော့အာမန်ကိစ္စပဲလေ။ကိုဟာမင်းကိုအရင်ချစ်တော့ ရှင်လေးတကောင်နားတာကိုမှမကြိုက်ဘူးအမလီမပြောရလဲချို့လိုက်ကြကြားရည်စားလာသလားအောက်မရတယ်မင်းသားမမောင်နဲ့စပေးတီတီတတာနဲ့ရှင်စကားကြိုက်စကားလေးတွေပြောဆိုနေတော့မှပဲမိဖယားကြီးကတော့ပရင်မအနေသူတို့နှစ်ယောက်ကိုကြည့်နေခဲ့ပါတယ်သူတို့နှစ်ယောက်တီတီတတာနဲ့ကြည့်ကြည့်နူးနေတဲ့ချိန်လာတွေ့လိုက်တော့မိဖယားကြီးကအရင်ကတော့ထွက်သွားခဲ့တော့ဘူးဟမ် နင်ကြည့်စမ်းကြည့်စမ်းအဲ့တော့တို့မှကြည့်လိုက်စမ်းငါသားနဲ့စကားပြောနေရတာပြုံးပြော်နေမြင်လို့တော့မကောင်းစိတ်တူလဲရသူ့အသားစိတ်စိတ်မမပြောက်ကိုလှုပ်ပြစ်ချင်တယ်ဒါဆိုရင်အစင်စင်တခုဆွဲလိုက်ရောမိဖုရားကြီးဘလို့လို့နေဂျန်စီကမစိုးပဲတာကောင်းတယ်ဒါဆိုရင်စလိုက်ကြအောင်လေမိဖုရားကြီးဟုတ်တယ်ဟုတ်တယ်စလိုက်တော့ မိဖုရားကြီးကလည်းစပယ်ကိုကြည့်ရတာမျက်စိစူးလာတာနဲ့အစီအစဉ်တွေစတင်လိုက်ပါတယ်ဘလို့အစီအစဉ်မျိုးဖြစ်မလဲဆိုတာနန်းနဲ့တူတူလာကြည့်ကြအောင်ပါစပယ်စပယ်မေတော်ကစပယ်ကိုခေါ်နေတယ်စပယ်ရဲ့ဟုတ်လားအော်စပယ်ကိုခေါ်တာလားဟုတ်တယ်ဟုတ်တယ်ငါနဲ့ကိုခေါ်တာနင်ကငါချွေးမောင်ဖြစ်လာမယ်လို့ဆိုတော့နင်ရဲ့လက်စွဲရည်လေးတွေနည်းနည်းဆက်သက်ကြည့်ချင်လို့ဖေဟာတာစီမေတော်က စပယ်ကိုမေတော်ရဲ့ကျွေးမအပြည့်လက်ခံပြီးပေါ့နော်အေးပါငါဆက်သက်ကြည့်လိုက်မယ်လီယေးကြည်လုံးမပေါ့စပယ်ငါကြားတဲ့တရင်ရရတော့ငါကျွေးမလောင်းလေးကအရင်တော့ဆိုရင်နတ်ဘက်ချင်ရောင်းမြောင်းမအင်းကိုရှာကျွေးနေတယ်လို့ဟုတ်တယ်မလားဟမ်နေပါဦးမိဖုရားကြီးကဒီကိစ္စကိုဘယ်လိုသိတာတော့ငါကဒီတိုင်းပြည်ရဲ့မိဖုရားကြီးငါမသိတာမရှိဘူးအမလီ จ้าตุ๊ญะกิสะอวินชาชีเดะโลပြောเดအစိတ်ကမနေငါပြောနေရလားမဟုတ်ပါဘူးတောင်းမှန်ပါတယ်မိဖုရားကြီးဒီလိုပါစပယ်ဒီနေ့ငါနဲ့ကိုခေါ်ပြောပြားရီသွားယူမလို့ပါဟုတ်ကဲ့ရပါတယ်ကိစ္စမရှိပါဘူးဒါစင်လဲသွားကြမယ်လေကျွန်တော်လိုက်ပို့ပေးမယ်ကြော်ပြီးတော်ပြီးတော်ပြီးငါသာလိုက်မလာပါနဲ့မေတော်စပယ်နဲ့ပဲသွားလိုက်ပါမယ်မေတော်ကငါ့ကိုမလိုက်ခိုင်းဘူးဆိုတော့ ဘာအစီအစဉ်တွေရှိနေရလဲမသိပါဘူးမေတော်ခဏလေးနော်ဖျားတွေကဖဲရတာခက်တော့ရဲ့မေတော်ရဲ့ခဏလေးတော့စောင့်ပြီးပါတမီးရအောင်ဖမ်းပေးပါမယ်ဟိုမှာဟိုမှာမင်းရဲ့ညာဖက်ချစ်တော့မှာဟိုမှာဟိုမှာဟိုမှာချစ်တော့အောင်နည်းနည်းကြောက်သွားရင်ကြောက်သွားရင်နင်ကလည်းရှက်ရှက်ပြောနေဟိုမှာဟိုမှာဒီဘယ်ဘက်ပြန်လာပြီအမလီကတ်တူးဆိုတဲ့အတိုင်းပဲနော်ပြားရောလာဖမ်းခိုင်းရတယ်လို့ကြောက်ဦးမကြောက်ဘူးပြားတွေဟိုဖမ်းဒီဖမ်း လှုပ်နေနဲ့ကြိုက်တဲ့ပြားကိုက်နေဆိုတော့စပယ်ကလည်းပြပင်ပေါ်ကနေပြုတ်ချလာခဲ့ပါတယ်။အမလီအားလိုက်တာမှပြောမနေနဲ့ကျမတို့ခန်းတဲ့ဆိုင်အကုန်လှုပ်နေတော့ပါပဲ။ဟုတ်ပါ၏မအပဲနေမလား။ပြားကိုဘူးသူကအဲ့လိုလက်နဲ့လိုက်ဖမ်းလို့တော့တော်တော်ကိုအားလေပြုတ်ကြတာတော့နဲတော့နဲသေးရဲ့။ဟမ်ဟောမမြင်သားလာပြီဘလို့လှုပ်ကြမလဲမိဖုရားကြီး။ဟေး ငါသာဘလို့လုံးရောက်လာတော့။ဒါဆိုရင်လေဒီလိုလောက်ကြပါ။ဟမ်ကဲကြပါဦး။ကဲကြပါဦး။ကဲကြပါဦး။မိဖျားမူးလဲသွားလို့ပါကဲကြပါဦး။ပြဲကမူးလဲရမှာတော့။စပယ်ငါ့ကိုပားရိုက်လို့ငါလဲလာလေ။အော်ဟုတ်တယ်ဟုတ်တယ်။မိဖျားရဲ့ကိုစပယ်မပားရိုက်လိုက်လို့ဒီမှာမိဖျားကြီးလဲတက်သွားပြီ။ကဲကြပါဦး။မေတော့တိုးရင်လေကောင်မှာပါရီအော်နေကြတော့။ မင်းသားမင်းသားလေးရောက်လာတဲ့အတော့ပဲစပယ်မမိဖုရားရဲ့ကောင်းကိုကြောက်ခင်းနဲ့လမ်းထုတ်လိုက်လို့တင်လို့လဲကျသွားတာဟမ်မဟုတ်ဘူးစပယ်မင်းပါလေလှုပ်လိုက်တာတော့စပယ်မလှုပ်ပါဘူးမင်းပစပိတ်ထားစမ်းမင်းမလှုပ်ရင်ငါကောင်းမောင်တွေ့ရဘဲနဲ့ရောက်လာတော့မေတော်သူ့အတူရိုက်လိုက်လို့ကောင်းကွဲသွားတာပါကိုရဲ့မင်းသားလေးသူ့စကားကိုတောင်းမယုံပါနဲ့သူ့လှုပ်လိုက်လို့မိဖုရားကောင်းကတင်လို့ကွဲသွားရတာပါစမလည်းတက်တည်လှုပ်ပေးနိုင်ပါတယ် မင်းသားလေးသူ့စကားမယုံပါနဲ့ကို့မေတော့အရင်ကြည့်ပေးပါဟုတ်တယ်ငှက်မေတော့ငငငငယ်ကလေးငှက်တော့တကားမှလိမ်ဖူးတာမဟုတ်ဘူးစပယ်မေတော့အခုချင်းချင်းပြန်တောင်းပန်လိုက်စမ်းစပယ်ကမိဖုရားခိုင်းတာလဲလှောက်ရသေးတယ်ပြီးကြတော့စပယ်ရဲ့အမားပြက်သွားရောလားနင်သိပြီလားမေတော့တမီတောင်းပန်ပါတယ်ဒါဆိုရင်တော့ဒီဘက်နန်းတော်မှာလာကြည့်ကြအောင်ပါကြွေတက်တော့ဒီနန်းတော်မမိကြသေးရဲ့လား ဒီနန်းတော်ကတော့တော်မြတ်သူ့သမီးနဲ့မင်းသမီးလေးကိုလာလဲသွားတဲ့နန်းတော်ပဲဖြစ်ပါတယ်။ဒီနေရာကတော့မင်းသမီးစပယ်ထိုင်ရမယ့်နေရာပါ။ဒါပေမဲ့ဒီကောင်မလေးကတော့သူ့အမီရဲ့ပီစပါလာတယ်ပဲပြောရမှာလား။ထွေးဒီလောက်ငန်းတိုးနေတယ်ဟိ။ပါလို့ငါ့ကိုလာကြွရတော့။ငါနဲ့ကနန်းတော်လည်းခေါ်ထားရည်ဆိုတာငါစားတော့ဖို့အတွက်ကျင်းစစ်ပေးဖို့လေ။ဒီလောက်တောင်ငန်းတိုးနေငါပါလို့နေ့ကိုထားခဲ့အောင်မှာတော့။ ကျမကြားမှန်ပါတယ်မင်းသမီးလေးမင်းသမီးလေးကောင်းကောင်းပြောလဲရပါတယ်ကျမအစ်စ်ပြတ်သားလောက်လာပေးပါမယ်မင်းပတ်ဆက်ပိတ်ပြောအခုချစ်စင်အစ်စ်ပြတ်သားလောက်လာခဲ့သွားဒီတစ်ခါလဲထပ်စားလို့မကောင်းတော့တော့နေ့အထုပ်ဘိုးပြင်မဲတီနန်းတော်ထဲနေထွက်သွားလိုက်တော့ဟုတ်ကဲ့ပါမင်းသမီးလေးကျမသွားလို့ပေးလိုက်ပါမယ်ငါမင်းရောအခုချစ်စင်သွားလို့ပြောနေရလေလူစကားနားမလဲဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့သွားပါပြီမင်းသမီးလေးငါ့ရဲ့မင်းသမီးရဲ့လေးရလဲပါလို့လို့ သူ့စိတ်တိုင်းကိုမကြောက်မိဖရားရသဘောထားကောင်းတဲ့လောက်မင်းသမီးကဘာလို့ဒီလောက်တောင်ရက်ဆက်ချမ်းကြုံနေဟာလဲမသိပါဘူးငါမင်းသမီးလေးရဲ့အခိုင်းစီလာလုံးလိုက်တာမားပါပြီငါနဲ့အခုချက်ချက်တက်လောက်လာခဲ့လို့ပြောနေရလေပါရီထိုင်လို့နေရတော့မိဖရားကြီးဟာသူ့ရဲ့သမီးတော်လှုပ်ရက်ကိုလာမြင်သွားတဲ့အချိန်မှာတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဘာလို့လဲဆိုမိဖုရားကြီးဟာ ဘလောက်ပဲလိမ္မာရင်ကြီးအောင်တင်တယ်လုံးဝတည်ယူဆုံးမလို့မရတော့ပါပဲသမီးလေးတယောက်ရှိပါတယ်ဘာလို့ဒီလောက်တောင်မှိုက်ရိုင်းနေရလဲမသိပါဘူးဘယင်းကလည်းငငယ်တော့လိမ္မာရင်ချာရှိပါတယ်ဘယ်မျိုးရောကရလာမန်းကိုမသိပါဘူးဟဲ့ဘာမှဖြစ်ပါဘူးမိဖုရားကြီးရဲ့မင်းသမီးလေးကအရန်ကိုငယ်သေးလို့ပါတည်နှံတော်ထဲမှာနေတာကြာသွားရင်နန်းတော်ရဲ့စီမင်းစီကံတည်သွားမှာပါမိဖုရားကြီး သူဘလောက်များကောင်းလာနိုင်မှာမလို့တော့ကျွန်မအထင်တော့85ရာခိုင်နှုန်းတော့ပြန်ပြောင်းလဲနိုင်ပါသေးတယ်မိဖုရားကြီးရဲ့တိတ်လဲစိတ်မကောင်းဖြစ်မနေပါနဲ့မိဖုရားကြီးမိဖုရားကြီးမင်းသမီးလေးကိုအယက်စိတ်ပူမနေပါနဲ့မိဖုရားကြီးကတိုင်းပြည်ရေးရမှာလဲအလောက်လောက်ရအောင်ပါလေအခုတိုင်းပြည်ကိုတိမ့်ပိုက်ချင်တယ်လို့ဘလောက်များလဲဆိုမိဖုရားကြီးအသိပဲမိဖုရားကြီးကအခုကတည်းကကာကွယ်ထားမှ ူတို့လက်အောက်ထဲရောက်မသွားမှမိဖုရားကြီးရဲ့ငါအတွက်စိတ်ပူတာမဟုတ်ပါဘူးအစီခံတဲ့အတွက်စိတ်ပူတာပါ၏ဟမ်မိဖုရားကြီးမူးမေ့သွားပြီမိဖုရားကြီးကလည်းမင်းသမီးလေးရဲ့လှုပ်ရက်ကိုလာမြင်သွားတဲ့ချိန်မှာအယံကိုစိတ်ထိခိုက်တန်ရာရပြောမူးမေ့သွားတဲ့ခြေပါပဲသူကအောက်တန်းကျတဲ့မျိုးရွားကနေစဉ်သက်လာတဲ့အတွက်သူ့အမိရဲ့ပီဆာကို အကုန်လုံးကိုပါလာခဲ့တာပါဒါဆိုရင်တော်မြားဘက်မှာလာကြည့်ကြရအောင်ပါတော်မြားကတော့စပယ်ကိုမောင်းထုတ်လိုက်ပြီးစပယ်ထွက်သွားတဲ့နောက်ပိုင်းမှာသူ့ကိုဘသူမှလာမကြွေးမွေးလာမဆောက်ရှောက်ပတ်စံလည်းကိုယ်တိုင်မရှာတတ်တော့စပယ်ကလည်းအိမ်မလာတာနဲ့ဒေါသတွေတလပွားထွက်နေခဲ့ပါတယ်စပယ်မှငါမျိုးတသိလေးကလေးကဒီလောက်ဒီကြီးပြန့်ကိုပြုတ်ဆုတ်လာရတာငါအဖြစ် တခုနှစ်ခုမဲ့អော်ရသေးတယ်။ညတကယ်ကိုအိမ်ပေါ်နေစင်းသွားရပေါ့လေ။ဟုတ်လား။ညအိမ်ပြန်ရောက်ပါစေရော။ညချရောက်ပြီကျိုးပါအောင်ငါရိုက်ပြမ။ဂျေဆုမတိတတ်တယ်ကောင်းမ။အလိုလိုနေနေငါအမဖြစ်ရသေးတာလား။ဟုတ်စပယ်။စပယ်နေခင်ဟာကိစ္စကိုကိုနည်းနည်းပါးပါးရှင်းပြပါဦးကွာ။ကျမဘာမှမသိဘူး။မေအမေပေါ်အလိုမလောလောက်ဘူးဆိုဟာကိုသိပါတယ်ကွာ။ ဒါဆောင်မလို့ကွာအပြစ်မှန်လေးကိုသိချင်ုံပါဟာကို့ကိုပြောပြပါနော်ဒီနားကနေထွက်သွားကျမရှစ်မျက်နှာလည်းမမြင်ချင်ဘူးကျမတယောက်တည်းနေချင်တယ်ဘလို့နေနေရှေ့အမေတော်ကြီးကကျမကိုတပေါင်းမကြိုတာတပေါင်းမကြိုတာပဲလေဘာလို့အဲ့လိုပြောရတော့ဒီကနေထွက်သွားအင်းမထွက်စေလေထွက်သွားပါမယ်ရှေ့ဆက်ပါရီဆက်ပြစ်သွားမလဲဆိုတာအပိုင်းသုံးကိုစောင့်မျှကြည့်ရှုအားပေးကြပါဦးရှင် အပိုင်းသုံးကိုလွယ်လွယ်ကူကူကြည့်ရှုနိုင်ရန်အတွက်နန်းနွေး channel လေးကို like and subscribe လေးလေးလုပ်ပေးသွားကြအောင်နော်